အားလုံးပဲမင်္ဂလာပါခင်ဗျာ Forever Media Channel ကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။မိုးလေဝသနဲ့ဇလဝေဒညွှန်ကြားမှုဦးစီးဌာနကဒီကနေ့2025ခုနှစ်နိုဝင်ဘာလ4ရက်နေ့အတွက်နောက်ဆုံးထုတ်ပြန်ထားတဲ့မိုးလေဝသခန့်မှန်းချက်များကိုအသေးစိတ်တင်ပြပေးသွားမှာဖြစ်ပါရစေခင်ဗျာ။အထူးမိုးလေဝသအနေနဲ့လေဝေလိုင်းနဲ့မုန်တိုင်းများအရှိန်ကြောင့်မိုးသက်ထန်စွာရွာသွန်းပြီးမြေကြီးကြီးနိုင်တဲ့အန္တရာယ်သတိပေးချက်များနဲ့မြန်မာနိုင်ငံပေါ်သက်ရောက်လာနိုင်တဲ့တိုက်ပွဲမုန်တိုင်းကာလမဂီရဲ့သတင်းထူးများကိုပါတင်ဆက်ပေးသွားမှာဖြစ်လို့ဗီဒီယိုလေးကိုအဆုံးထိကြည့်သွားနိုင်ပါရစေခင်ဗျာ။ ပထမဆုံးအနေနဲ့မုံတိုင်းမိုးတက်ထန်စွာရောင်သွင်းခြင်းကြောင့်မြင်းရဲ့ကြည်ချင်းသတိပေးချက်များနဲ့မြင်းရဲ့ချိန်များကိုပြောပြပေးသွားမှာဖြစ်ပါရယ်ခင်ဗျာယနေ့၄ရက်၁၇လ၂၀25ရက်နေ့နနေ့၆နာရီခွဲအချိန်တိုင်းထွာချက်အရမြင်းရဲ့အခြေအနေကိုတင်ပြပေးလိုက်ပါရယ်ခင်ဗျာမြင်းကြီးနာမြင်းရဲ့ဟာမနေ့ကညနေကနေ၁၂နာရီတွင်ကိုလက်မကပြန်ကျသွားပါရယ်မြင်းကြီးနာမြို့ရဲ့မနေ့ကအမြင့်ဆုံးအပူချိန်ကတော့28.3ဒီဂရီဆယ်စီယံနဲ့ယနေ့အမြင့်ဆုံးအပူချိန်ကတော့22.3ဒီဂရီဆယ်စီယံလို့ပဲဖြစ်ပါရယ်ခင်ဗျာမြင်းကြီးနာမြင်းရဲ့ဆိုရင်ရေမှတ်1100စင်တီမီတာသို့ရောက်ရှိရန် 969စင်တီမီတာ25ဘီကျော်ကန့်အလိုမှာရောက်ရှိနေပါတယ်။မြေအတက်ကြပုံမှန်နေထားကမှရှိနေပါမယ်။ထူးကပ်မြေကြီးနိုင်တဲ့အခြေအနေမတွေ့ရှိရသေးပါဘူးခင်ဗျာ။ ERR မြစ်ထပ်ပိုင်းမှာမိုးအားအနှဲငယ်ရှိနေပါမယ်။ရန်ဖန်ရံခါ ERR မြစ်ဆုံထပ်ပိုင်းမှာနေရာကွက်ရေမိုးသက်ထန်စွာရောက်သွင်းခြင်းများကြောင့်မြေကျဉ်းသားမြေကြီးဆင်းနေရာမှာပြတ်တက်လာခြင်းအချိန်ချင်းဖြစ်ပေါ်နေုံမှာဖြစ်ပါတယ်။စကားနိုင်ဒေသကြီးထပ်ပိုင်းကချင်ပြည်နယ်တစ်ခုလုံးမြမပြည်မြောက်ပိုင်းစွန်းဒေသများနဲ့ ERR မြစ်ထပ်ပိုင်းမေခမလိခမြဝဒေသများမှာမိုးတိမ်တောင်ဖြစ်ထွန်းမှုအားအနှဲငယ်ရှိနေပါတယ်။ ။ဧရာဝတီမြို့တစ်လျှောက်နဲ့ချင်းတွင်းမြို့တစ်လျှောက်မြေကမ်းဒီမြေနိတ်ဒေသများနဲ့မြင်းလူကျွန်းများမှာစိုက်ပျိုးလုပ်ကိုင်နေထိုင်ကြတဲ့တောင်သူများနဲ့ရေလုံသားများဧရာဝတီမြကြီးကိုအမီးပြုနေထိုင်ရှာဖွေစားတောင့်နေကြတဲ့မိဘပြည်သူများအလုံးသိရှိနိုင်ရန်အတွက်တင်ပြပေးလိုက်ရပါတယ်ခင်ဗျာ။ဆက်လက်ပြီးချင်းတွင်းမြို့အခြေအနေကိုတင်ပြပေးမှာဖြစ်ပါတယ်ခင်ဗျာ။ခန်းဒီမြေရာမနေ့ကညနေကနေ12နာရီတွင်တရက်မကထက်ကြသွားပါတယ်။မောင်ရမျိုးမြေဟာမနေ့ကညနေကနေ12နာရီတွင်တလက်မကထက်ကြသွားပါတယ်။ခန်းဒီ Homeland ဖောင်းပြင်မော်လိုက်တို့ရဲ့မြေရေများဟာဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေပါမယ်။ ကလေးဝမြေဟာယနေ့နေ့လယ်ပိုင်းမှာပြန်လည်ကြာဆင်းနိုင်ပါတယ်ဖြည်းဖြည်းချင်းဆက်လက်ကြာဆင်းနေပါမယ်မင်းကနဲ့ကဏီမျိုးရဲ့မြေကြီးများဟာဖြည်းဖြည်းချင်းဆက်လက်တက်နေဦးမှာဖြစ်ပါတယ်မောင်ရမျိုးမြေဟာဖြည်းဖြည်းချင်းဆက်လက်ကြာဆင်းနေပါမယ်ယနေ့ညနေပိုင်းမှာပြန်လည်ကြာဆင်းနိုင်ပါမယ်ဆက်လက်ပြီး ARR မြေအခြေအနေကိုတင်ပြပေးမှာဖြစ်ပါတယ်ခင်ဗျာပမောင်မျိုးမြေဟာဖြည်းဖြည်းချင်းဆက်လက်တက်နေဦးမှာဖြစ်ပါတယ်ရှေကူမျိုးမြေဟာဖြည်းဖြည်းချင်းဆက်လက်တက်နေဦးမှာဖြစ်ပါတယ်ကတာမျိုးမြေဟာဖြည်းဖြည်းချင်းဆက်လက်ကြာဆင်းနေပါမယ်ယနေ့ညနေပိုင်းနဲ့မနက်ဖြန်မနက်ပိုင်းတွေမှာပြန်လည်မြင့်တက်လာနိုင်ပါတယ် ထိကြိုက်တပိတ်ချင်းမန္တလေးနဲ့စကိုင်းတို့မြေရင်များဟာဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေပါမယ်။မြင်းမှုပခုတ်ကူညောင်ဦး6မင်းမှုတို့ရဲ့မြေရင်များဟာဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေပါမယ်။မကွေးအောင်လံပြည်စိတ်သာဟင်းသရနဲ့ဇလုံမျိုးတို့ရဲ့မြေရင်များဟာဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေပါမယ်။ ARD မြေရင်မြစ်တက်မှုကို24နာရီစောင့်ကြည့်တင်ပြပေးနေပါရယ်ခင်ဗျာ။ထူးခြားမှုရှိလာရင်အချိန်နဲ့တပြေးညီတင်ပြပေးတော့မှာဖြစ်ပါရယ်ခင်ဗျာ။ဆက်လက်ပြီးလီဝီလိုင်း CD2 တိုင်ဖွန်ကယ်မဂီနဲ့တတိထားရမယ့်အခါလုံမိုးများအကြောင်းကိုတင်ပြပေးတော့မှာဖြစ်ပါရယ်ခင်ဗျာ။လက်ရှိအချိန်မှာ အီယာရီတိုင်းဒေသကြီးနဲ့ဘင်္ဂလားပင်လယ်ော်အရှေ့လေပိုင်းအပေါ်၌လေဝင်လိုင်းတစ်ခုဖြစ်ပေါ်နေပြီးအဲ့ဒီလေဝင်လိုင်းဟာကုန်းတဝက်ရေတဝက်အနေထားမှာရှိနေပါတယ်။ရာသီဥတုခံမှန်းချက်များအရအဆိုပါလေဝင်လိုင်းဟာရခိုင်လမ်းကြောင်းခံမှန်းချက်များအတိုင်းနိုဝင်ဘာလ9ရက်နေ့မှာဘင်္ဂလားဒေ့ရှ်နိုင်ငံတောင်ပိုင်းကမ်းခြေကိုဖြတ်ကျော်ဝင်ရောက်သွားမှာဖြစ်ပါတယ်။ဒါကြောင့်နိုဝင်ဘာလ9ရက်နေ့နောက်ပိုင်းမှာမြန်မာနိုင်ငံအနှံ့ပြားမှာမိုးအားယာယီရော့ချသွားနိုင်ကြောင်းတွေ့ရပါတယ်။တချိန်ထဲမှာပဲတိုင်ဖုန်းမုန်တိုင်းအဆင့်ထိအားကောင်းလာပြီးဖိလစ်ပိုင်နိုင်ငံကိုဖြတ်ကျော်တော့မဲ့တိုင်ဖုန်းမုန်တိုင်းကယ်မဂီရဲ့ အဆုံးသတ်လမ်းကြောင်းနဲ့ပတ်သက်ပြီးသတိထားစောင့်ကြည့်ရမှာလည်းဖြစ်ပါတယ်။ ECNWF model ရဲ့လမ်းကြောင်းကြိုတင်ခန့်မှန်းချက်များအရတိုက်ဖုန်းမုန်တိုင်း Kalmegi ဟာနိုဝင်ဘာလ10ရက်နေ့မှာထိုင်းနိုင်ငံမြောက်ပိုင်းထိရောက်ရှိလာနိုင်ကြောင်းတွေ့ရပါတယ်။သို့ဖြစ်ပါ၍ရခိုင်သတိပေးချက်များမှာဖော်ပြခဲ့တဲ့အတိုင်းမိုးလွန်ကာလအတွင်းမိုးကြီးခြင်းနဲ့စိုက်ပျိုးရေကိုထိခိုက်စေနိုင်တဲ့အခါလွန်မိုးဖြတ်မိုးများရွာသွန်းလာနိုင်တဲ့အခြေအနေများကိုထုခုယုပြုစောင့်ကြည့်ရမှာဖြစ်ကြောင်းမိုးလေဝသပညာရှင်ဦးဝင်းနိုင်ကသတိပေးထားပါတယ်ခင်ဗျာ။ ဆက်လက်ပြီးမိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ထားတဲ့အထူးမိုးလေဝသအခြေအနေများကိုတင်ပြပေးသွားမှာဖြစ်ပါရခင်ဗျာယနေ့မြန်မာစံတော်ချိန်9နာရီခွဲချိန်တိုင်းထွာကြများရအရှိတ်မှရွေးရှားလာသောလေပွေလိုင်းများရဲ့အချိန်ကြောင့်၎င်းဘင်္ဂလားပင်လယ်ော်အရှိတ်လေပိုင်းနဲ့ရင်းနှီးဆက်ဆက်လျက်ရှိသောမြန်မာနိုင်ငံမြေဝကျွန်းပေါ်ကန်ယိုရန်ဒေသအနီးမှာဖြစ်ပေါ်လျက်ရှိသောလေပြားနဲ့ရဝန်းကြီးအချိန်ကြောင့်၎င်းအထက်ပင်တက်လေအကောင်းရမှဒေါင်းလိုက်တိမ်လိုက်ဖြစ်ထွမှုအကောင်းတဲ့အတွက်မိုးတိမ်တောင်ဖြစ်ပေါ်ခြင်းများကြောင့်၎င်း 4ရက်17လ2025ရက်နေ့မှ6ရက်17လ2025ရက်နေ့အတွင်းနေပြီးတော့ရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအေရဝတီတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကချင်ပြည်နယ်၊ကယားပြည်နယ်၊ကရင်ပြည်နယ်၊ချင်းပြည်နယ်၊မော်ပြည်နယ်၊ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာနေရာဆိတ်ဆိတ်မှနေရာအနှံ့ပြမိုးတချုံရွာပြီးအချို့ဒေသများမှာဒေသအလိုက်နဲ့နေရာကွက်ရီမိုးကြီးခြင်းများဖြစ်ပေါ်နိုင်ပါတယ်။မြမကန်ဝန်တဲ့တခြားနယ်ကမ်းလွန်ပင်လယ်ပြင်တို့မှာရန်ဖက်ရခိုင်မိုးတက်လီပြင်းများကြာရောက်ပြီးလှိုင်းကြည့်ပါမယ်။ ။မိုးတက်လေပြင်းကြစဉ်ရေပြင်းမြေပြင်းလေဟာတနအီကို35မိုင်မှမိုင်40ထိတိုက်ခတ်နိုင်ပါတယ်။လှိုင်းမြန်မာမြန်မာကမ်းရက်တစ်ချောင်းနဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာ၉ဝေမှ၁၁ပေကန်ရှိနိုင်ပါတယ်။တို့ဖြစ်ပါ၍မိုးသိပ်ထန်စွာရာသွုံးခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်းမိုးထစ်ချုံခြင်းမိုးချိုးပစ်ခြင်းလျှက်စီးလက်ခြင်းမိုးသီးကျွေခြင်းလျှက်တပြက်ရေးကြီးခြင်းနဲ့မြေပြိုခြင်းစတဲ့သဘောဝဘေးအန္တရာယ်များဖြစ်ပေါ်နိုင်ပါသဖြင့်အဆိုပါဒေတာများရှိကုန်းမြေဒေတာအနည်းတွေနေထိုင်ကြသူများအနေဖြင့်မြေပြိုမှုအန္တရာယ်မြေငယ်ချောင်းငယ်များအနည်းမှာနေထိုင်ကြသူများအနေဖြင့်ရေကြီးရေလျှက်မှုများကို ိုတင်သတိပြုရှောင်ရှားနိုင်ပါရန်နဲ့ပြည်တွင်းရေကြောင်းသွားလာရေးလေကြောင်းပြန်တမ်းရေးဆံမြောင်းတာတပံများကိုလိုအပ်သည့်များကြိုတင်ပြင်ဆင်ဆောင်ရွက်ထားနိုင်ပါရန်သတိပေးနှိုးဆော်အပ်ပါရခင်ဗျာဆက်လက်ပြီးမိုးလေဝသနဲ့ဇလဗီတာညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ထားတဲ့နေ့စဉ်မိုးလေဝသအခြေအနေများကိုတင်ပြပေးမှာဖြစ်ပါရခင်ဗျာဘင်္ဂလားပင်လယ်ော်အခြေအနေကတော့ယနေ့မြန်မာစံတော်ချိန်9နာရီခွဲချိန်တိုင်းထွာချက်အရဘင်္ဂလားပင်လယ်ော်အရှေ့လယ်ပိုင်းနဲ့ရင်းနဲ့ဆက်ဆက်လျက်ရှိသောမြန်မာနိုင်ငံမြို့ဝကျွန်းပေါ်ကမ်းရိုးတန်းဒေသအနီးတွင်ဖြစ်ပေါ်နေသောလေပြင်းနှင့်ရံဝန်းဟာဆက်လက်တည်ရှိနေပါသည် အဆိုပါလေဖျားနဲ့ရဝင်ဟာမြောက်အနောက်မြောက်သို့ရွေးချနိုင်ပြီးနောက်24နာရီအတွင်းဘင်္ဂလားပင်လယ်အော်အရှေ့လယ်ပိုင်းနဲ့ရင်းနှီးဆက်ဆက်လျက်ရှိသောဘင်္ဂလားပင်လယ်အော်အရှေ့မြောက်ပိုင်းမြန်မာနိုင်ငံရခိုင်ကမ်းရိုးနဲ့ရင်းနှီးဆက်ဆက်လျက်ရှိသောမြဝကျုံးပေါ်ကမ်းလွန်ဒေသများကိုရောက်ရှိနိုင်မယ်လို့ခန့်မှန်းရပါတယ်။ကပလီပင်လယ်ပြင်တောင်ပိုင်းနဲ့ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့မှာတိမ်နှဲငယ်ဖြစ်ထွန်းနေပြီးကပလီပင်လယ်ပြင်မြောက်ပိုင်းနဲ့ကျန်ဘင်္ဂလားပင်လယ်အော်တို့မှာတိမ်အစ်စ်တွေမှာတိမ်ထူထပ်နေပါတယ်။ဒီကနေ့မနက်ထိခန့်မှန်းချက်ကတော့ကြားပြည်နယ်မှာနေရာကျဲကျဲ ဗန္ဒလီတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးတို့မှာနေရာဆိတ်ဆိတ်နဲ့ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်တို့မှာနေရာအနှံပြမိုးထချုံရွာပြီးရန်ကုန်တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအောက်ပိုင်းအီယာရီတိုင်းဒေသကြီးတနင်္လာတိုင်းဒေသကြီးကရင်ပြည်နယ်နဲ့မုံပြည်နယ်တို့မှာနေရာကွက်ရင်မိုးကြီးနိုင်ပါတယ်။ရွာရံရာနှုံးမြေဖြစ်ပါတယ်။ဒီကနေ့မိုးနဲ့ကြိမ်ဒီခံမှန်းချက်ကတော့မကွေးတိုင်းဒေသကြီးနဲ့ကြားပြည်နယ်တို့မှာနေရာဆိတ်ဆိတ်နဲ့ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်တို့မှာနေရာအနှံပြမိုးထချုံရွာပြီးနေပြီးတော့ရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအောက်ပိုင်း ။ဧရာဝတီတိုင်းဒေသကြီးတနင်္လာရီတိုင်းဒေသကြီးကင်းပြည်နယ်နဲ့မိုးပြည်နယ်တို့မှာနေရာကွက်ရီမိုးကြီးနိုင်ပါတယ်။ရွာရံရာနှုံးပြေဖြစ်ပါတယ်ခင်ဗျာ။ဆလဘီတိုင်းဒေသကြီးနဲ့ပြည်နယ်မြို့ကြီးများအတွက်မိုးလေဝသခန့်မှန်းချက်ကိုတင်ပြပေးတော့မှာဖြစ်ပါတယ်ခင်ဗျာ။နေပြည်တော်မှာမိုးထချင်နေချင်းထစ်ချုံရွာပါမယ်။ရန်ကုန်မြို့မှာမိုးအသစ်နဲ့ထစ်ချုံပြီးတခါတရံမိုးသက်ထန်နိုင်ပါတယ်။ပဒလီမြို့မှာနေရာကွက်ကြားမိုးထချုံရွာပါမယ်။ပဲခူးမြို့မှာမိုးထချင်နေချိန်ထချုံရွာပါမယ်။မကွေးမြို့မှာနေရာကွက်ကြားမိုးထချုံရွာပါမယ်။ဟုံးမလင်းမြို့မှာနေရာကွက်ကြားမိုးထချုံရွာပါမယ်။ ဘုံရမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။ပသိမ်မြို့မှာမိုးတင့်တင့်ထစ်ချုံပြီးတခါတရံမိုးသက်ထန်နိုင်ပါတယ်။တဝယ်မြို့မှာမိုးတကြိမ်တစ်ကြိမ်ထစ်ချုံရွာပါမယ်။မြေကြီးနားမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။လွိုင်ကော်မြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။ဖမ်းမြို့မှာမိုးတကြိမ်တစ်ကြိမ်ထစ်ချုံရွာပါမယ်။ဟာခါမြို့မှာမိုးတကြိမ်တစ်ကြိမ်ထစ်ချုံရွာပါမယ်။မော်လမြေမြို့မှာမိုးတင့်တင့်ထစ်ချုံရွာပါမယ်။စစ်တွေမြို့မှာမိုးတကြိမ်တစ်ကြိမ်ထစ်ချုံရွာပါမယ်။လာရှုံမြို့မှာမိုးတကြိမ်တစ်ကြိမ်ထစ်ချုံရွာပါမယ်။တောင်ကြီးမြို့မှာမိုးတကြိမ်တစ်ကြိမ်ထစ်ချုံရွာပါမယ်။ကျိုင်းတုံမြို့မှာမိုးတကြိမ်တစ်ကြိမ်ထစ်ချုံရွာပါမယ်ခင်ဗျာ။ ဘုန်းနေတော်ဖြစ်ပေါ်မှုအခြေအနေကတော့နေပြည်တော်ရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအောက်ပိုင်းဧရာဝတီတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးချင်းပြည်နယ်ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းတို့မှာမိုးတိမ်တောင်ဖြစ်ထွန်းမှုအားကောင်းလျက်ရှိပြီးအဆိုပါမိုးတိမ်တောင်များရွေးချယ်ရနေရာတစ်လျှောက်မှာမိုးရွာသွန်းညက်နဲ့အတူလေပြင်းတိုက်ခတ်ခြင်းမိုးထစ်ချုံချင်းမိုးကျိုးပစ်ခြင်းလျက်စီးလက်ခြင်းနဲ့မိုးသီးကြွေခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်တဲ့အတွက်ကြိုတင်သတိပြုနိုင်ပါရန်အကြံပြုအပ်ပါရခင်ဗျာ။ မြမပင်လယ်ပြင်မှာတော့မြမကန်ရန်တချောင်းနဲ့ကန်လိုပင်လယ်ပြင်တို့မှာရံဖန်ရခမ်းမိုးတက်လေပြင်းများချရောက်ပြီးလှိုင်းကြည့်ပါမယ်။မိုးတက်လေပြင်းကြစဉ်ရေပြင်းမြေပြင်းလေဟာတနအီကို35မိုင်ထိတိုက်ခတ်နိုင်ပါတယ်။လှိုင်းမြင့်မှာမြမကန်ရန်တချောင်းနဲ့ကန်လိုပင်လယ်ပြင်တို့မှာရှစ်ပေမှ10ပေကန့်ရှိနိုင်ပါတယ်။နောက်နေ့အတွက်ခမ်းမန်းချက်ကတော့ရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီး AR တိုင်းဒေသကြီးတနင်္လာတိုင်းဒေသကြီးချင်းပြည်နယ်မိုးပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့မှာမိုးထစ်ချုံပြီးနေရာကွက်ရီမိုးကြီးပါမယ်။ နေပြည်တော်နဲ့နှီးတွိုက်တွေမနှက်ပြန်မိုးတဲ့ချိန်ထိခမ်းမန်းချက်ကတော့မိုးအသေးနဲ့ထိချုံကြွားပါမယ်။ရွာရံရာနှုံးပြစ်ဖြစ်ပါတယ်။ရန်ကုန်မြို့နဲ့နှီးတွိုက်တွေမနှက်ပြန်မိုးတဲ့ချိန်ထိခမ်းမန်းချက်ကတော့မိုးအသေးနဲ့ထိချုံပြီးတခါတရံမိုးသက်ထန်နိုင်ပါတယ်။ရွာရံရာနှုံးပြစ်ဖြစ်ပါတယ်။ပန်းလေးမြို့နဲ့နှီးတွိုက်တွေမနှက်ပြန်မိုးတဲ့ချိန်ထိခမ်းမန်းချက်ကတော့မိုးတစ်ချိန်တစ်ချိန်ထိချုံကြွားပါမယ်။ရွာရံရာနှုံးပြစ်ဖြစ်ပါတယ်ခင်ဗျာ။နောက်ဆုံးအနေဖြင့်ရန်ကုန်တိုင်းဒေသကြီးအတွင်းနိုဝင်ဘာလ၄ရက်နေ့မှနိုဝင်ဘာလ၉ရက်နေ့အထိမိုးလေဝသအခြေအနေများကိုတင်ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ။ ပင်လယ်ပြင်မှာဖြစ်ပေါ်လျက်ရှိတဲ့လေတို့မငြိမ်သက်ခြင်းအခြေအနေများကတော့ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းအရာရီတိုင်းဒေသကြီးနောက်ဖက်ကမ်းရိုးတန်းအနီးမှာဖြစ်ပေါ်လျက်ရှိတဲ့လေပြင်းရဲရဲဝင်ဟာမြောက်ဖက်သို့ဆက်လက်ရွေ့လျားပြီးနိုဝင်ဘာလ9ရက်နေ့ညမှာဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းရိုးတန်းကိုအများဆုံးမုန်တိုင်းငယ်အဆင့်ဖြစ်ဖြတ်ကျော်ဝင်ရောက်သွားနိုင်ပါတယ်။ဖိလစ်ပိုင်နိုင်ငံအရှေ့ဘက်မှာအပူပိုင်းမုန်တိုင်းကယ်မဂီဟာနိုဝင်ဘာလ3ရက်နေ့မှာတိုက်ဖို့မုန်တိုင်းဖြစ်လာပြီးနိုဝင်ဘာလ4ရက်နေ့မှာဖိလစ်ပိုင်နိုင်ငံအလယ်ပိုင်းကိုဖြတ်ကျော်တိုက်ခတ်ပြီး နိုဝင်ဘာလ9ရက်နေ့မှာတောင်တရုတ်ပင်လယ်အတွင်းသို့ဝင်ရောက်လာနိုင်ပါတယ်။အနောက်ဘက် BNN ကမ်းခြေသို့ဆက်လက်ရွေးရှားပြီး BNN ကမ်းခြေအနီးချင်းကပ်စင်အားအလွန်ကောင်းသောတိုက်ဖုံးမုန်တိုင်းဖြစ်လာနိုင်ပါတယ်။မြန်မာနိုင်ငံဘက်သို့တက်ရောက်မှုရှိနိုင်မဲ့မိုးလေဝသအခြေအနေများကတော့ဘင်္ဂလားပင်လယ်အော်မှလေပြင်းနဲ့ရောင်ဝယ်အချိန်ကြောင့်နိုဝင်ဘာလ9ရက်နေ့အထိတနင်္ဂနွေလုံးမှာနေရာကျဲကျဲမှနေရာစိတ်စိတ်မိုးရွာနိုင်မဲ့အခြေအနေများဖြစ်ပေါ်နေနိုင်ပါတယ်။အရှိတ်ဘက်တောင်တရုတ်ပင်လယ်မှာတိုက်ဖုံးမုန်တိုင်းကယ်လ်မဂီရဲ့အကျဉ်းချံများ ရွေးရှားဝင်ရောက်လာနိုင်မဲ့အခြေအနေကြောင့်နိုဝင်ဘာလ9ရက်နေ့မှနိုဝင်ဘာလ12ရက်နေ့အထိမြန်မာနိုင်ငံအရှေ့ပိုင်းနဲ့တောင်ပိုင်းဒေသများရှမ်းပြည်နယ်၊ကယားပြည်နယ်၊ကင်းပြည်နယ်၊မွန်ပြည်နယ်၊တနင်္သာရီတိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊ရန်ကုန်တိုင်းဒေသကြီး၊အေရဝတီတိုင်းဒေသကြီးတို့မှာမိုးအထစ်တဲမှနေရာကော့ရီမိုးများနိုင်ပါတယ်။လေပြင်းနဲ့ရေဝင်းနဲ့တိုက်ဖုန်းမုန်တိုင်းရဲ့အကျဉ်းချံတွေကြောင့်တနင်္ဂနွေလုံးမှာမိုးအနည်းငယ်မှအထစ်တဲရွာနိုင်ပြီးနေရာကော့ရီမိုးများတဲ့ဒေသများရှိနိုင်ပါတယ်။နိုဝင်ဘာလ3ရက်နေ့မှနိုဝင်ဘာလ9ရက်နေ့အထိ9ရက်အတွင်း ဧရာဝတီဒေသကြီးရန်ကုန်တိုင်းဒေသကြီးမွန်ပြည်နယ်တနင်္သာရီတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးနဲ့ကင်းပြည်နယ်တွေမှာခုနှစ်အတွင်းမိုးအချိန်၅လက်မအထက်9လက်မအထိရွာသွန်းရရှိနိုင်ပါတယ်။အစိုးရရာသီဥတုများဖြစ်တဲ့အပြော့လာသောလာနီညာနဲ့အိန္ဒိယနီမျိုးဖြစ်ပေါ်လျက်ရှိတဲ့အခြေအနေများကြောင့်နိုဝင်ဘာလ30ရက်နေ့မိုးလုံကာလကုန်ဆုံးသည့်အထိမိုးနှဲ့ငယ်ဆက်လက်ရွာသွန်းနိုင်တဲ့အတွက်အခါလုံးမိုးဖြတ်မိုးအန္တရာယ်ကိုမပြတ်ခရုဆိုင်စောင့်ကြည့်ရမှာဖြစ်ပါတယ်။ရန်ကုန်တိုင်းဒေသကြီးအတွင်းနှင်းစင်ဖြန်းများနဲ့ ခုနှစ်အတွင်းရာသွန်းရရှိနိုင်တဲ့မိုးရေချိန်များကတော့ရန်ကုန်တိုင်းဒေသကြီးအတွက်နိုဝင်ဘာလ၄ရက်နေ့မှနောက်နှစ်ရက်အတွင်းမိုးအထင်းထင်ဆက်လက်ရွာနိုင်ပြီးနိုဝင်ဘာလ၆ရက်၇ရက်၈ရက်တွေမှာမိုးအားလျော်နေနိုင်ကနိုဝင်ဘာလ၉ရက်နေ့မှာတဖန်ပြန်လည်မိုးအထင်းထင်ရွာသွန်းနိုင်ပါတယ်။နိုဝင်ဘာလ၉ရက်နေ့ထိနေရာကွက်ရေမိုးများနိုင်တဲ့အခြေအနေများရှိတာကြောင့်ရန်ကုန်မြို့ရင်းနေရာတွေမှာမိုးများရင်များသလိုရေကြီးရေရှမ်းနိုင်တာတွေရှိနေအောင်မှာဖြစ်ပါတယ်။ရန်ကုန်တိုင်းဒေသကြီးတောင်ပိုင်းနဲ့အနောက်တောင်ပိုင်းမြို့နယ်ခရိုင်တွေဖြစ်တဲ့ ကြောက်တန်းတန်လျင်သုံးဝကောမှုကွန်ညာကုန်တွန်တေခရံစတဲ့မြို့နယ်တွေမှာခုနှစ်အတွင်းမိုးရေချိန်၅လမှမှ၆လမအထက်ရွာသွန်းရရှိနိုင်ပါတယ်။ရန်ကုန်မြို့ရင်းမြို့နယ်များနဲ့ရန်ကုန်မြောင်ပိုင်းကမြို့နယ်ခရိုင်တွေမှာတော့ခုနှစ်အတွင်းမိုးရေချိန်၄လမအထက်ရွာသွန်းရရှိနိုင်ပါတယ်။ရန်ကုန်တိုင်းဒေသကြီးအတွင်းကမြို့နယ်ခရိုင်များရဲ့၂၄နာရီနေ့စဉ်ဖြန်းပြမိုးရွာသွန်းရရှိနိုင်တဲ့မိုးရေချိန်ကတော့တစ်လမအောက်မှာပဲရှိကြောင်းတွေ့ရပါတယ်။အပူချိန်လေတိုင်နှုန်း၄ဒုဆူတိုင်းစပင်လယ်ပြင်အခြေအနေများနဲ့၄ဒုညဉ့်ညံ့မှုအခြေအနေများကတော့ ရန်ကုန်တိုင်းဒေသကြီးရဲ့အမြင့်ဆုံးနေ့အပူချိန်ကတော့32ဒီဂရီဆယ်စီယပ်နဲ့အနိုင်ဆုံးညအပူချိန်ကတော့24ဒီဂရီဆယ်စီယပ်ရှိနိုင်ပြီးအမြင့်ဆုံးအပူချိန်တွေကိုနိုဝင်ဘာလ10ရက်နေ့နဲ့9ရက်နေ့မှာခန်းစားရနိုင်ပါတယ်။ရန်ကုန်တိုင်းဒေသကြီးအတွင်းနိုဝင်ဘာလ10ရက်နေ့မှာခန်းစားရမယ့်အပူချိန်ကတော့40ဒီဂရီဆယ်စီယပ်ခန့်ရှိနိုင်ပါမယ်။ယခုတစ်ပတ်တွင်အရှိတ်ဘက်တောင်ဘက်နဲ့အရှိတ်တောင်ဘက်အရာများမှာလေတိုင်နှုန်းတနအီကို15မိုင်မှ17မိုင်ခန့်ရှိနိုင်ပြီးရန်ကုန်မြို့ဝကန်းနီးပင်လယ်ပြင်တွေမှာနှွေမာလာ3ရက်နေမှာလှိုင်းအမြင့်ဆုံး၄ဘီခန့်ရှိနိုင်ပြီ အဲ့ဒီနောက်ပိုင်းလှိုင်းမြစ်မှာနှစ်ပေခန့်အထိပြန်ကျသွားနိုင်ပါတယ်။ရန်ကုန်တိုင်းဒေသကြီးတွင်နေ့လယ်နေခင်းအချိန်တွေမှာလေးထုဆိုတိုင်းသာ80ရာခိုင်နှုန်းခန့်ရှိနိုင်ပြီးနံနက်အစောပိုင်းနဲ့ညပိုင်းအချိန်တွေမှာလေးထုဆိုတိုင်းသာ90ရာခိုင်နှုန်းမှ100ရာခိုင်နှုန်းရှိနေနိုင်ပါတယ်။ယခုတစ်ပတ်အတွင်းရန်ကုန်တိုင်းဒေသကြီးရဲ့လေးထုညဉ့်ဉန်းမှုအညွှန်းငယ်အမြင့်ဆုံး40ရှိနိုင်ပြီးအနေရမရှိတဲ့အညွှန်းငယ်အဆင့်ပဲဖြစ်ပါတယ်ခင်ဗျာ။ဟုတ်ကဲ့ပါခင်ဗျာအခုတင်ဆက်ပေးတဲ့ဗီဒီယိုလေးကိုဒီလောက်နဲ့ပဲဆုံးသတ်လိုက်ပါပြီ။နားဆင်ပေးကြတဲ့ပရိသတ်များအားလုံးကိုစိတ်နှပြချမ်းမွှေးလန်းကြပါစေခင်ဗျာ။ ကျွန်တော်တို့ရဲ့ channel ကိုလည်း like and subscribe ပြုလုပ်ပေးကြပါအောင်ခင်ဗျာ။